ကင်မရာရိုက်မဲ့ဟိတ်ဆိုရင်ခင်ဗျားတို့လက်ရှိကင်နေတဲ့ Note 14 5G လောက်เนาะတေချာလေးနားထောင်เนาะ Note 15 5G ကလူပုံတွေရိုက်မဲ့ဆိုရင်ဘာအရေးကြီးတာလဲဆိုတော့ကျွန်တော်တို့က Redmi Note 15 unboxing လုပ်ပြီးပြီတချို့ user တွေကကြတော့အဲ့ဒါကို review လို့လဲထင်ထင်နေတာမဟုတ်ဘူး review ကမလာသေးဘူး review ကဗီဒီယိုအချောအနေနဲ့ Redmi Note 15 5G မကြခင် လာပါမယ်ဘာလို့ဒီကအရေးကြီးလို့ကြိုပြောတာအောင်ဆိုတော့ Note 15တွေ 5G တွေကဈေးကျပြီဈေးကျပြီဆိုတော့ခင်ဗျားတို့နောက်လဝက်လောက်ဆိုရင်တော့8128 GB ကို7သိန်းအောက်နဲ့ဝယ်လို့ရနိုင်တော့မှာအဲကျွန်တော်တို့ဘာတော့ဟိုဘက်ဘာတော့မော်လမြိုင်တို့ဘာလို့ဘက်ဆိုရင်လည်းအခုဆိုရင်တော့ရရင်ရမှာကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့8128 GB ဆိုရင်7သိန်းဆုံးဆုံးလေးနဲ့ဝယ်လို့ရပြီ7128 GB ကတော့တေးကြတယ်7သိန်းအောက်ရသွားပြီအဲ့တော့ကျတော့ကျွန်တော်ကဘာပြောမှာတော့အကိုကကျွန်တော် unboxing ကြည့်ပြီးဝယ်လိုက်တာဆိုတော့ Note 15 5G ကိုကျွန်တော်က evil ဘောကလွဲပြီး gain အကုန် gain အကုန်လုံးမဟုတ်ဘောနော်အဲ့ဒီစစ်ဂျန်3မှာတုံးတဲ့ SOC တွေနဲ့အကုန်လုံးစော့မဲ့အနေထားကိုအကျဉ်းဆမ်းပြီးပါပြီခင်ဗျားတို့ကဘလောက်ဘာညာကုန်နေဆိုတဲ့နေရာမှာဒီကောင်းရဲ့ကောင်းတဲ့ချက်က daily drive တုံးဖို့ခင်ဗျားတို့တကယ်ပုံမှန်စီ9သိန်းကျော်6သိန်းခွဲလောက်ရောက်သွားပြီခိတ်ဆိုရင်အဲ့ကောင်ကပြစ်ဝံ daily drive အတွက်အရန်ကောင်းတယ်ကင်မရာရိုက်မယ်ခိတ်ဆိုရင်ခင်ဗျားတို့လက်ရှိကင်နေတဲ့ Note 14 5G လောက်နော်တေချာလေးနားထောင်နော် Note 15 5G ကလူပုံတွေရိုက်မယ်ဆိုရင် ုံထွက်ကောင်းမှမဟုတ်ပါဘူးကင်မရာဘုံမှအရင် sensitive ဖြစ်တယ်ဟေး SOC မကောင်းလဲပြဿနာမရှိဘူးအာကျွန်တော်တို့အဲ့ဒါဆိုရင်တော့ခင်ဗျား Note 14 5G နဲ့နေ OK တယ် Note 15 5G ဒီကင်မရာအော်အစင်ပြေတဲ့ပုံထွက်လောက်ကိုပဲရမှာအရင်ကြီးကောင်းတဲ့ပုံရိပ်အရည်သွေးကိုရမှာမဟုတ်ဘူးအဲ့ဒါကြိုးပြောထားတာဒါ Note 15 5G ရဲ့ညံ့တဲ့အချက်ဘာကောင်းတာလဲမေးရင်သူ့မှာပါဝင်တဲ့ silicon carbon 9800 mAh battery နဲ့ခင်ဗျားတို့ daily drive သုံးမယ်ဟိဆိုရင်ခင်ဗျားတို့အခု mid range ဈေးတန်းမှာရှိတဲ့15သိန်းတို့16သိန်းတို့ပေးရတဲ့ global အလုံးတွေထက်တောင် battery ပိုခံပြီးတော့သုံးလို့ရတယ်ကျွန်တော် daily drive ပုံမှန်ဆန်းနေကြ video ကြည့်နေကြသူဆိုရင်သိလိမ့်မယ်ကျွန်တော်အစုံပေါ့နော် YouTube ဘာညာအားလုံးကြည့်ပြီး9နိုင်ဇက်တိုက်သုံးပြီးပြီဟိဆိုရင်တော့ Note 15 5G ရဲ့ battery က34ရာခိုင်နှုန်းကျန်နေဗျာ34ရာခိုင်နှုန်းကျန်နေ9နိုင်ဇက်တိုက်နော် အဲ့တော့အဲ့ပါပါလေးနဲ့ daily drive ကို powerful ဖြစ်ဖြစ်တတ်တတ်လက်လက်သုံးခြင်းရင် note 15 5g okay တယ်နောက်ပြီးရင်ဒီ6သိန်းခွဲနဲ့9သိန်းကြားပေါ့နော်7သိန်းအောက်ပေါ့အခုတော့7သိန်းအောက်ဖြစ်နေလို့အဲ့တော့အဲ့ဒီဂျားထဲမှာ 4k ကိုကောင်းကောင်းကြည့်လို့ရတာ note 14 4g note 14 5g ဒီ 4k ဗီဒီယိုကြည့်မယ်ဆိုရင်ကောင်းကောင်းကြည့်လို့မရဘူးဒါပေမဲ့ခင်ဗျား note 15 5g ဝယ်ပြီးဟိတ်ဆိုရင် 4k ဗီဒီယိုတွေကိုလည်း ကောင်းကောင်းကြည့်လို့ရမယ် swipe လုပ်ပြီးဘယ်နာကြော်ကျင်တော့အကုန်လုံးပါတဲ့စစ်ချန်3ကတော့ကျွန်တော်တို့ unboxing မှာပြောခဲ့သလိုပဲ performance ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်နေမှာသိကြတယ်အဲ့တော့ daily ride ကိုစတိုင်ကြက်ကြက်နဲ့အတော်တော်လက်လက်လေးရေရှည်သုံးကျင်တဲ့ဟိတ်ဆိုရင်ပါဝင်တဲ့ 9800mAh battery ကောင်းတယ်အရင်မပူဘူးအဲ daily drive သုံးတာနော်ပြောတာစကားကိုနားထောင် daily drive သုံးတာဖုန်းကိုဖုန်းလို့သုံးမဲ့သူတွေကိုပြောတာအဲ့တော့အဲ့အတွက်ရွေးလို့ရတယ် နော်ဆုံးလုံးရမှာ Note 14 5G ကနေ Note 15 5G ကိုတက်လိုက်ရင်စိတ်ညစ်မဲ့ဟာတကူဟာ daily drive သမားတွေတဲ့ဆိုရင်ကင်မရာမကောင်းတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် Note 14 5G ကနေ15 5G တက်ရင် design မိုင်းကတော့တိတိတတ်တာကောင်းသွားမယ်နောက်ထပ်ကကျွန်တော်တို့ gain ဆော့မယ်ဆိုတော့ session 3 SOC ကကောင်းတယ်ကျွန်တော်လည်းပြောခဲ့ပါတယ်စမ်းကြည့်အောင်မှာဟုတ်ကောဟုတ်ရဲ့လားဆိုတော့ live stream ရှိတယ် YouTube မှာတွားကြည့်လည်းရတယ်ကျွန်တော်တို့ဟို smooth h train နဲ့ဆော့ဆော့ hdr h train နဲ့ဆော့ဆော့ထစ်ပါတယ်ပုံမှန်ကျွန်တော်တို့က ီကောင်ပေါ်မှာပဲ့ကြည့်စော့ကျင်နေဟိဆိုရင်ဂျာယိုလေးတာမို့ထစ်တာပူလာရင်ထစ်တာဖုံးကပါတာ哦ပူလာရင်ထစ်တာဆိုတော့ခင်ဗျားတို့ကပဲ့ကြည့်စော့ကျင်ရင်အာနည်းနည်းလေးနိုင်နိုင်လေးဖြစ်အောင် smooth ultra လောက်ပေါ့နော် 14fps တောင်းတဲ့အာကျွန်တော်တို့ဟို graphic setting တွေကို short ဆော့တယ် fps short ဆော့တယ်ဟိဆိုရင်เนาะ အပူနေသွားပြီးတော့ထစ်တာတော့ရော့နိုင်တယ်။ပါတဲ့ခြာရူကတော့တော်တော်လက်လက်အလုပ်လုပ်တယ်။ဒါပေမဲ့ပူလာပြီဆိုတာနဲ့ထစ်တာပါ။မယုံရင်လည်းခုနကျွန်တော်ပြောရဲ live stream ကိုတော့ကြည့်ပါ။အဲ့တော့ game ဆော့မဲ့သူဆိုတဲ့တော့တကယ်ဒီကောင်နဲ့ game heavy ဆော့ဖို့ထုတ်ထားမှာမဟုတ်တာဗျာ။6သိန်းနဲ့9သိန်းရလာတာ။နောက် mobile ကြီးကျ mobile ကြီးကျလည်း one only fps ရအောင်လုပ်ဆော့ထစ်ပါလေ။အဲ့တော့သူကပူလာရင်ကိုထစ်တာပါ။အဲ့တော့ပူလာရင်ကိုထစ်တာဆိုတော့ခင်ဗျားတို့အနေနဲ့ mobile ကြီးဆော့မဲ့ဟိဆိုရင် 60hz 60fps တောင်းနဲ့ဆော့ရင်ချောချောမွေ့မွေ့ဆော့လို့ရတယ်။အဲ့ဒါတွေအားလုံးက live stream ထဲမှာဆန်းထားပါတယ်။သွားကြည့်ပါ။အချုပ်အနည်းနဲ့ပြောရရင် Note 15 5G ကဝယ်မယ်ဈေးကျမယ်ဟိဆိုရင်ခင်ဗျာ6သိန်းခွဲ9သိန်းလောက်မှာဝယ်။ငါကတော့အခုချိန်7သိန်းလောက်သုံးလိုက်ပြီးတော့ Note 15 5G ဝယ်မယ်ဟိဆိုရင်စစ်ချန် 3SOC ကကောင်းတာမှန်ပေမဲ့ဂိမ်းဆော့မယ်ဆိုရင်ထစ်တယ်ဆိုတဲ့အတွေ့အကြုံဝယ်ရမှာ။ Daily Drive သုံးဖို့အတွက်က Note 14 5G လို့ Note 14 4G လို့ Note 13 5G လို့ထက်ကတော့ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုရနိုင်တဲ့ဖုန်းဖြစ်ပါတယ် daily drive သုံးဖို့အတွက်ပါပူလာရင်ထစ်ပါပဲသုံးလုံးအားမှာကျွန်တော်ပြောသလို ကင်မရာရုပ်ထွက်ကတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်။အဲ့ဒီနေရာမှာအမြဲတမ်းမင်းနေကြ Note 15 5G ဝယ်မှာလား Note 13 Pro 5G လားဆိုတော့ Note 13 Pro ဆိုတာ Pro ပါလာရင်သိကြတယ်ခမရရဲ့ Note 15 5G တဲ့ Note 13 Pro 5G ကအများကြီးပိုကောင်းတယ်။ဈေးထဲနေရဆိုရင်လည်းလောလောဆယ် Note 13 Pro 8128GB ဈေးနဲ့ Note 15 5G 8128GB ဈေးကအတူတူပဲ။ဘယ်ကပိုကောင်းလဲဆိုရင် Note 13 Pro 5G ကပိုကောင်းတာ။ နော်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ပြောထားတဲ့ကိစ္စမျိုးလို့ကျွန်တော် review ကအဆုံးမသက်ရသေးကျွန်တော် note 55g ကြီးဈေးကြလို့ဝယ်ပြီးဟိတ်ဆိုရင်နော်အခု review ရောက်မှတော့ဒါတွေကပြန်ပါမှာပါဒါဂျုံလုံးတစ်ခါတည်း note 55g ဝယ်ခြင်းနဲ့ဈေးကြရင်ဝယ်တော့မယ်ဆိုတဲ့သူတွေကအဲ့ဒီလိုအဲ့ဒီလိုဟာတွေရှိရဲဆိုတာကိုကြိုပြီးတော့ပြောပြတာပါเนาะအဲ့တော့ note 55g ဝယ်ရင် daily bike ကတော့ share သုံးလို့ကောင်းပြီ battery ခံမယ်ဖုန်းတွေက ဂိမ်းနေစောမဲ့ဟိဆိုရင်ပူရင်ခမရပေါ့ဘက်ကြီးစောစောမိုဘိုင်းလီဂျန်စောစော e-football လည်းထက်မှာပါဘာလို့ပူလာရင်တော့ထက်မှာဖုန်းကပါပါလေးမို့လို့အဲကင်မရာပုံထွက်ကလက်ခံလို့ရတဲ့အနေထားရမယ်အရင် Note 14 5ကြီးတော့ကောင်းမှာမဟုတ်ဘူးဒါလို့ဆိုရင်လုံလောက်ပြီးထင်ပါတယ်နော် Here we go.